Okay ဆိုတော့ကျွန်တော်တို့ဒီနေ့အာဒီ HTML နဲ့ CSS ကိုစပြီးသိတာပဲပေါ့နော်။ Okay ဆိုတော့ကျွန်တော် HTML နဲ့ CSS ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးလဲ။အာကျွန်တော်ပြီးတော့ဘယ်လိုသုံးလဲဆိုရယ်အာကျွန်တော်တို့ဒီထုံးစံတိုင်းဆက်သွားမှာပေါ့နော်။ Okay ဆိုတော့ HTML နဲ့ CSS ကတော်တော်များများကတော့ဒီနည်းပညာနှစ်ခုဒါမြင်ဘူးကြားဘူးကြားပါသေးတယ်နော်။ဆိုတော့တော်တော်များများလေးသိမှာပါ။ဆိုတော့ဒါပေမဲ့အခုမှဘာမှမသိသေးဘူးပေါ့နော်။ဟိုကြားလည်းမကြားဘူးမမြင်လည်းမမြင်ဘူးတဲ့သူတွေလည်းရှိမှာပေါ့နော်။ဆိုတော့ Okay ဆိုတော့အဲ့လူတွေအတွက်ကျွန်တော်ဒါရှင်းပြမှာပေါ့နော်။ โอเคဆိုတော့ကျွန်တော်တို့ဒီဒီဒီ logo တင်းတစ်ခုတော့ဒါမြင်မှုအောင်လို့ဒါကြည့်ထားပါတော့ဆိုတော့ဒါဒီဘက်ကဒီတိမ်မော်ရောင်လေးอ่ะဒါ HTML ရဲ့ logo ပါနော်ဒီဘက်ကကြတော့ကျွန်တော် CSS ရဲ့ logo ဖြစ်ပါတယ်နော်ဆိုတော့ဒီနီးပညာနှစ်ခုอ่ะဒါကျွန်တော်တို့ဒီနီးပညာပေါ့เนาะဆိုတော့ကျွန်တော်ဒီ web development နီးပညာရဲ့အခြေခံပါပဲဆိုတော့ဒီ website တွေနဲ့ပတ်သက်ပြီးတော့ဒီနှစ်ခုမပါဘဲနဲ့မပြီးဘူးပေါ့เนาะသူတို့နှစ်ခုရှိမှအောင်ဖြစ်တာပေါ့ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီ ဘယ်နေရာမှာသုံးလဲပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီသင်တဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ဒါဘယ်နေရာမှာသုံးလဲဘယ်လိုသုံးလဲပေါ့နော်ဆိုတော့အခုကတော့ကျွန်တော်တို့ကဒါဒီဒီသင်ခန်းစာကိုကျွန်တော်တို့စပြီးမိတ်ဆက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဘယ်နေရာမှာသုံးလဲကိုစပြီးသွားမှာပေါ့နော် Okay ဆိုတော့ကျွန်တော်ဘယ်နေရာမှာသုံးလဲဆိုတော့ကျွန်တော်ဒီ website တွေမှာသုံးပါတယ် website တွေဆိုတော့ကျွန်တော်နေ့တိုင်းသုံးနေရဆိုတော့သိမှာပါနော် YouTube ကလည်း website ပဲအဲကျွန်တော်တို့ Telegram ကလည်း website ရှိတာပဲ Facebook ကလည်း website ပဲနော်အဲကျွန်တော် Wikipedia တို့ဘာလို့ပါလဲ website ပဲ အာโอเคဆိုတော့ကျွန်တော် website ပေါ်အောင်ချောင်းတော့ကျွန်တော်မြင်ဦးတယ်နော်ဆိုတော့ရုပ်ရှင်ဇာတ်ကြီးရဲ့ website ဒီသေးရှိတယ်ဟုတ်တယ်မလားကျွန်တော်တို့ဒီမှာ channel မြန်မာတို့နော်အခုဆိုရင်ကျွန်တော်တို့ home tv တို့ပါပေါ့နော်စသဖြင့်ပေါ့ကျွန်တော်တို့ဒါ channel တွေလည်းအများကြီးရှိပေါ့နော်ဆိုတော့ website တွေအများကြီးရှိတယ်ဆိုတော့အဲ့အဲ့မှာကျွန်တော်တို့ website တွေကအမျိုးအစားကွဲသေးရပေါ့နော်ဟိုကျွန်တော်တို့ဒီအမျိုးအစားဘယ်နှမျိုးကွဲလဲဆိုတော့တကယ်တမ်းနှမျိုးကွဲတယ်ပေါ့နော်ဆိုတော့တခုကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ static website ရဲ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ dynamic website ဆိုပြီးတော့ကျွန်တော်ဒါနှစ်မျိုးကွဲတယ်ပေါ့နော်ဆိုတော့ okay စတေဝါဆိုင်ကကြဘလို့လဲဆိုတော့သူကကြတော့ဒီအပြသဘောပဲပေါ့နော်ဥပမာကျွန်တော်တို့ဒီအာ portfolio တွေပေါ့ဥပမာထားပါကျွန်တော် developer တယောက်ဆိုရင်ကျွန်တော်ဘာလုပ်ခဲ့လဲပေါ့ကျွန်တော်ကျွန်တော်လုပ်ခဲ့တဲ့ project တွေပြန်ပြခြင်းလဲပေါ့အဲအဲ့လိုမျိုးလေးကျွန်တော်ကပြန်ပြထားရပေါ့နော်ဆိုတော့ဥပမာဟို client ကပဲလာကြည့်ရပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကိုယ့်ရဲ့အလုပ်ရှင်ကိုပြခြင်းတာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒါသွားပြလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ website ကဘယ်အချိန်မှာသွားကြည့်ကြည့်ဒါပဲဟိုကျွန်တော်တို့ကသွားပြီးပြင်မှတာအဲ့ဒီ website ကအပြောင်းအလဲဖြစ်မှာပေါ့နော်ဆိုတော့အဲ့လိုမျိုး website တွေဆိုကျွန်တော်တို့ဒါ static website လို့ခေါ်တယ်ပြောရရင်တော့ပုံသေးကားချက်ဖြစ်နေရာ အမြဲတမ်းဒီပုံစံပဲဖြစ်နေတာပေါ့နော်ဆိုတော့ဒါမျိုးကိုကျွန်တော်တို့ကဒါ static website လို့ခေါ်တယ်နော်ဆိုတော့ okay ဆိုတော့အဲ့လို static website တွေကကြပါဖြစ်လဲဆိုတော့ကျွန်တော်တို့အပြောင်းလဲမရှိဘူးပေါ့နော်အပြောင်းလဲမရှိဘူးကျွန်တော် user interaction မရှိဘူးဥပမာထားပါတော့ကျွန်တော်ကအဲ့ဒီ website ကိုဥပမာထားပါတော့ကျွန်တော် developer တယောက်ဆိုရင်ကျွန်တော်မှာ portfolio ရှိရထားပါတော့ဆိုတော့ကျွန်တော် portfolio website ကိုလာပြီးဘယ်သူမှမလာပြီးတော့ဒီမှာဒီမှာလာပြီးဈေးဝယ်ခြင်းလုပ်ပါပဲလုံးလုံးမရအောင်ကျွန်တော်အဲ့ဒါကြီးလည်းခွင့်ပြုမထားအောင်နော် contact လုပ်ချင်တဲ့ဘာညာဆိုရင်နောက်ပဲကျွန်တော်တို့ contact လုပ်ချင်တဲ့ဆိုရင်နောက်မှပဲဥပမာထားပါဖုန်းနံပါတ်နဲ့ဘာနဲ့ချထားတယ် ဆိုအဲ့ဒီကနေဆက်သွယ်ပေါ့ဒါဒါလောက်ပဲလုပ်လို့ရမှာလေဘာမှထူးခြားခြား function တွေမပါဘူးပေါ့နော်ဆိုတော့ဒါမျိုး website တွေကိုကျွန်တော်တို့ကဒါအာကျွန်တော်တို့က static website လို့ခေါ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ portfolio website တွေကိုကျွန်တော်တို့ဒါ static website တွေကိုဒါ example ကြီးကြည့်ကြည့်ပါပေါ့နော်ဆိုတော့ဥပမာဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာ portfolio website တွေပေါ့နော်ဆိုတော့ဒီမှာအာကျွန်တော်တို့ဒီမှာ website တွေဥပမာပုံလေးပါမယ်နော်ဆိုတော့ကျွန်တော်တို့ရဲ့ဒီအာဆက်သွယ်လို့ရမယ့် phone number တွေပါမယ်ကျွန်တော်တို့လုပ်ထားတဲ့ project လေးတွေပါမယ်ဒီလောက်ပဲပေါ့နော်ဆိုတော့ तू က ဒီ website တွေကသွားကြည့်လိုက်ရင်ဘာပဲလဲဆိုတော့အသေးပဲပုံသေးကားချက်အသေးပဲပေါ့နော်သူတို့သွားကြည့်လိုက်ရင်ဘာမှသိပြီးတော့ဟိုထူးထူးခြားခြားမရှိဘူးလှလှတာပဲလှနေတယ်ဘာလို့လဲဆိုတော့ဒီ website တွေရဲ့သဘောတရားလှအောင်လုပ်ရတာပေါ့နော်ဆိုတော့လှအောင်လုပ်မှာဒါမှသာဝင်ကြည့်ရတဲ့သူကအော်လှပါလားပေါ့ဒီလိုမျိုးဒါဟိုကြိုက်ကြိုက်တဲ့ကြိုက်တယ်ပေါ့နော်ဟိုဟာဖြစ်ပါပေါ့အာ profile ဖြစ်မှာပေါ့နော်ဆိုတော့ဒီဟာလေးလှပါလားဆိုတော့ဒီလောက်ပဲဖြစ်ပါပေါ့နော်ဆိုတော့ okay ကျွန်တော် portfolio website တွေရဲ့သဘောတရားလောက်ပါပဲကျွန်တော်တို့ကဒီ ကိုရေးထားတဲ့ website လှမလာတော့ပဲဒါအရေးကြီးอ่ะဗောနော်ဆိုတော့တခြားရုပ်တွေအရေးမကြီးဘူး okay ဆိုတော့နောက်ထပ်ကကြောက်ကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော် dynamic website dynamic website ဆိုတာပါလဲဆိုတော့ကျွန်တော်တို့ကဒီကျွန်တော် user interaction ရှိတဲ့ကောင်တွေကျွန်တော်တို့ကဒါ dynamic website လို့ခေါ်တယ်နော်ဥပမာထားပါ Figma ဆိုတဲ့ကျွန်တော် website ရှိတယ်နောက်စသဖြင့်ပါကျွန်တော်ဒီအာထားပါတော့နော်ကျွန်တော်တို့ဒီမှာအာကျွန်တော်ကဒီမှာ dynamic website ကိုခါတလေကြရင်ဘယ်လိုထပ်ညွှန်းကြတယ်လဲဆိုတော့ dynamic website ကိုကျွန်တော်တို့ကတချို့ကြဥပမာထားပါတော့ ဟို data အပြောင်းအလဲရှိရပါတော့ဥပမာထားပါတော့ကျွန်တော်တို့ဘာနဲ့တူတယ်လဲဆိုရင်ဟိုပါကျွန်တော်တို့ဟိုပါပေါ့နော်ဆိုဥပမာဒီလိုဒီလို website မျိုးကိုကျွန်တော်တို့ကဒါ dynamic website လို့ပြောလို့ရနော်ဥပမာထားပါတော့ဒီလိုမျိုးကျွန်တော်ဒီရုပ်ရှင် website တွေပါပြီဆိုကျွန်တော်တို့ကဒါ dynamic website လို့ပြောလို့ရပါပေါ့နော်ဆိုဘာဖြစ်လဲဆိုတော့ဒါပြတ်မှတ်လို့ရပါပေါ့နော်ထားပါတော့ဒါတတ်မှတ်လို့ရပါလို့ဆိုတော့ကျွန်တော်တို့ကဒီမှာဒါ data ရှာမယ်ပြီးရင်ကျွန်တော်တို့ တော့လိုချင်တဲ့ဇာတ်ကားတွေဒါကျွန်တော်ရှာမယ်ပြီးရင် data တွေ download လုပ်ပါဘောနော်ဆိုတော့ okay ဒါမျိုးကြီးလုံးလို့ရအောင်နော်ဒီလိုမျိုးဆိုရင်ကိုကျွန်တော်ပြ dynamic website လို့ပြောရရင်တော့သတ်မှတ်လို့ရသွားပြီဘောနော်ဆိုတော့ okay okay အဲ့တော့ dynamic website တက်ကိုကျွန်တော်ပြပို့ပြီးတော့နည်းနည်း level ပို့မြင့်သွားပြီဆိုရင်ကျွန်တော်ပြဘာဖြစ်သွားလဲဆိုတော့ကျွန်တော် web application လို့ခေါ်ရနော် web application ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော် Facebook တို့အဥမာကျွန်တော် Google မှာလည်းဒီမှာဆို Google Docs တို့နော်ဥမာထားပြတော့ Telegram တို့ဆိုရင်ပြီးကျွန်တော်ပြရှိအောင်မလဲ အဲ့တော့ထားပါရောကျွန်တော်အများကြီးပဲဗျာဒါကြောင့်ဥပမာထားပါဒီမှာ Figma လို့ပြောဆိုလဲဒါ web application ပဲနော် web application ဆိုရင်သဘောတရားကျွန်တော်ကဒီ website မှာကျွန်တော်အလုပ်တွေလုပ်လို့ရတယ်ဆိုရင် web application ပဲအလုပ်လုပ်တယ်ဆိုတော့ဥပမာထားပါကျွန်တော် Figma ဆိုရင်ဒီဟာအခုဒါဒီမှာလုပ်ထားပါဘောနော်ကျွန်တော်ဒီမှာထပ်သွားပြီးတော့ဥပမာထားပါရောဒီ browser နေလဲကျွန်တော်ဆွဲလို့ရတယ်ဒီ Figma ကိုဒီကကျွန်တော် browser နေလဲတုံးလို့ရတယ်နော် okay ဆိုတော့အဲ့လိုအဲ့လိုသဘောတရားမျိုးပြောရဥပမာ Notion လို့ပြောဆိုလဲကျွန်တော်ဒါ web application ပဲကျွန်တော်တို့ကဒီကျွန်တော်တို့ကအလုပ်တွေလုပ်လို့ရနေရမျိုးပေါ့နော်ဒါမျိုးတွေကျွန်တော်ကဘာလို့ခေါ်တယ်လဲဆိုရင်ကျွန်တော်တို့က web application လို့ခေါ် โอเคဆိုတော့ဟိုတိမဲ့ထင်ပါရယ်ကျွန်တော်တို့ဒီ Facebook ဒီ browser အဝါကြီးတုံးနေရဆိုတော့ဒါကတော့ဒါလူတိုင်းရင်းနေပြီးသားပေါ့နော် YouTube ကလည်းပြောရရင်ကျွန်တော်တို့ဒါ web application ပဲဘာလို့ဆိုတော့ကျွန်တော်တို့က YouTube ပေါ်မှာကျွန်တော် video တင်လို့ရတယ် upload လုပ်လို့ရတယ်နောက် video က video ကြည့်လို့ရတယ်နောက်ပြီးကျွန်တော်တို့ဒါ analysis လုပ်လို့ရတယ်နော်အာ Facebook တဲ့အတိုင်းပဲကျွန်တော် analysis လုပ်လို့ရဒါတော့လူတိုင်းနဲ့ရင်းနှီးနေတဲ့ကိစ္စပေါ့လူတိုင်းသိနေတဲ့ကိစ္စမဟုတ်လို့ဒါကျွန်တော်ကအဲ့ဒီကောင်တွေကိုဒါအဓိကထားပြီးတော့ဒါ mention လုပ်တာပေါ့နော်ဆိုတော့ဒါ channel channel အများကြီးရှိပါသေးတယ်ဒီမှာဆိုတော့ banking တွေ အာ portfolio အများရှိရပြီ project management tools တွေနော်ဥပမာ monday တို့နော်စသဖြင့်ပေါ့နော် trello တို့နော်ဆိုတော့အများရှိတယ်ဟိုဒါကြီးရော application တွေအပြင်ဒါပြောရင်ကုန်းတော့ကုန်းမှာမဟုတ်မဟုတ်ဘူးပေါ့နော်ရွတ်ပြိုင်မကုန်းဆိုတော့ okay ဆိုတော့အဲကျွန်တော်တို့ကဒါပထမဆုံးအဓိကတော့ကျွန်တော် html css က web website နဲ့ web application တွေအဓိကသုံးပါတယ်ပေါ့နော်ဆိုတော့ okay ဒီမှာတကယ်တမ်းကကျွန်တော်ဒါကြီးဟိုပြောပြစရာကုန်းသွားပြီပေါ့နော် okay ဆိုတော့နောက်တစ်ခုကကျွန်တော်ပမာသုံးလဲဆိုတော့ uiux prototype မှာသုံးတယ် ဆိုတော့ကျွန်တော်တို့ဥပမာထားပါကျွန်တော်တို့အခုဒီမှာဒီဇိုင်းတစ်ခုခုဆွဲလိုက်တယ်ဆွဲပြီးရင်အဲ့ဒီဟာကိုကျွန်တော်တို့က AI နဲ့ပေါ့ကုတ်မရေးကျင်တော့ဘူးပေါ့နော်တခါတည်းပဲအာဒါပြစ်ထည့်လိုက်ပေါ့ဒီဒီဟာဘလို့ပေါ်နေလဲကျွန်တော်တို့လိုချင်တယ်ပေါ့အစသဖြင့်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအာကျွန်တော်တို့ဒါလုတ်ချင်တယ်ဆိုသုံးတယ်ပေါ့နော်ဆိုတော့ဥပမာကျွန်တော် example ပေးပြပါမယ်အခုနောက်ပိုင်းကနိပညာတွေအရန်ဟိုမြင်လာပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ကအာဒါပြရတယ်ပေါ့နော်ဆိုတော့ AI လေးကျွန်တော်ပြလိုက်ပေါ့နော် STI ST STI DC stitch ဆိုရဲ့ stage AI ဆိုတဲ့ website လေးရှိတယ်ပေါ့နော်ဆိုတော့ထားပါဒီဒီ Google ကနေထုတ်တာ AI လေးရှိတယ်နော်ကျွန်တော် example လို့ပြပါဆိုတော့ဥပမာထားပါတော့ကျွန်တော်ကအာကျွန်တော်ဒီနားမှာပေါ့နော်တကူရေးလိုက်မယ်နော်ဆိုတော့ဒီမှာတော့ကျွန်တော် pro web ထားဖို့ဖြစ်တဲ့အတွက်ဟုတ်ပါတော့ကျွန်တော်ကကြော့ sorry နော်ကျွန်တော်ကကျွန်တော် pro ကျွန်တော်မှာ account ပြရဖြစ်တဲ့အတွက်အာသူကဒီမှာ pro ကျွန်တော်ကိုပေးထားတယ်ပေါ့နော်ဆိုတော့ထားပါတော့ဆိုတော့ဒီမှာ redesign ရှိတယ်ဆိုတော့အရင်ကထပ်တော့ပိုကောင်းလာတယ်ဒီ website တွေကပေါ့နော်ဒီမှာဒါပေမဲ့ဒါကအခုဒီ beta လို့ပဲသူပြောထားသေးတယ် try now ပေါ့ကျွန်တော် try now လုပ်လိုက်မယ်ဒီမှာလည်းတန်းကြည့်လည်းရပါတယ်နော် okay ဆိုတော့ကျွန်တော်ဒီမှာလည်းကျွန်တော်ဒါအရင်ဆန်းထားရရှိရောနော်ထားပါတော့ဆိုတော့ဒီမှာထားပါကျွန်တော် okay ဆိုတော့ကျွန်တော်ဒီမှာအာ create create uh အာဆိုတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ create a dashboard ပေါ့နော် dash board dashboard website for uh, create a double dashboard website for ကျွန်တော် bear dwellers ဆိုတော့ကျွန်တော်တို့ small shop ပေါ့နော် small shop ပေါ့ထားပါတော့ကျွန်တော်ဗာလဲဆိုတော့ပြောရရင် POS လိုမျိုးပေါ့နော်ကျွန်တော်ဒီမှာ dashboard လေးပေါ့အဲကျွန်တော်ဒီတိုင်းပဲဒါရေးခိုင်းလိုက်ပြီးကျွန်တော်ဒီမှာဟုတ်ပါဘောကျွန်တော်အများကြီးမရေးတော့ဘူးဘောနော်ဆိုတော့ဒီအောက်မှာလည်းပဲဒါရှိပါသေးတယ်သူဒီမှာကျွန်တော်ပြထားနော် make a landing page ပေါ်တဲ့ဟိုမှာနော် homemade pizza cooking နဲ့ okay ဆိုတော့ तू ကဝင်နေတဲ့ပုံကြီးအဆင်ပြေသေးရဲ့ဆိုတော့ကျွန်တော်သူ့ကလည်းရေးလိုက်မယ်နော်ကျွန်တော်ဒီမှာ idea မထွက်လို့ပါနော်ဆိုတော့ဒီမှာ Napoli ရဲ့နော် homemade pizza ရဲ့နော် Napoli ရတာထောက်တာ a page and မှာဒီဟာတွေကပုံအဆင်ပြေပဲထင်တယ်နော် a page for a hotel in northern california offerings organic food ပေါ့နော်ထောက်ပါဆိုတော့ဒီကောင်လေးကိုကျွန်တော်မလုပ်လိုက်မယ်ဆိုတော့ကျွန်တော်ဒါ generate လုပ်လိုက်ပြီနော်ဆိုတော့ဒါ okay နည်းနည်းတော့စောင့်ရမယ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ code တွေထွက်လာမှာပေါ့နော် ဆိုတော့ဒီဟာဒီနည်းပညာတွေသုံးတာကောင်းလားဆိုတော့ကောင်းပါရဲ့ကောင်းတဲ့တဲ့တော့ကောင်းပါရဲ့ဒါပေမဲ့100%တော့ကျွန်တော်ဒါအကြီးကိုဟိုယုံကြည်ကိုးစားလို့ရောမရဘူးတခါတလေ idea ကြီးခန်းနေရယ်နည်းနည်းလေး fan ဖြစ်နေတာဆိုတော့ဒီမှာလာပြီးတော့ဒါသုံးလို့ကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတကယ်လက်တွေ့အလုပ်လုပ်တဲ့အခါမှာဆိုရင်တော့ဒါကိုကျွန်တော်ကတော့အားမပေးဘူးနော်ခုမှ idea နည်းနည်းခန်းနေရယ်ဟိုသူ့ဆရာဘာ idea လေးများရမလဲပေါ့စသဖြင့်ဒီလိုကိစ္စလေးလုပ်ချင်တယ်ဆိုရင်တော့အာဒီကောင်လေးကဒါသုံးတယ်နော်ဟုတ်ကဲ့ဆိုတော့ဒီမှာဆိုရင် तू ကကျွန်တော်ကိုဘာချပေးလဲဆိုတော့ तू ကကျွန်တော်ကိုဒါဒီဇိုင်းချပေးပေါ့နော်ဒီဇိုင်းချပေးရယ် ဆိုတော့အဲ့ဒီချပြီးရဲ့ဒီဇိုင်းကိုကျွန်တော်ဘာလုပ်လိုက်လို့ရတယ်လဲဆိုတော့ကျွန်တော်ကအာကုတ်ပြန်ရေးလိုက်လို့ရနော်ဆိုတော့ကုတ်တွေပြန်ပြီးတော့ဒီခါလေးဘာဘာလုပ်လိုက်လို့ရဆိုတော့ဒီခါလေးပြန်ပြီးတော့ထုတ်လိုက်လို့ရနော်ဆိုတော့သူကလည်းထုတ်ပေးနိုင်ပါတယ်နော်ကျွန်တော်ဒီအခုနောက်ပိုင်းဒီဒီဇိုင်းဆွဲရဲဆိုရင်အဲ့ဒီဒီဇိုင်းကနေပြီး website ဖြစ်သွားအောင်လို့ကျွန်တော်တို့ကုတ်ရေးစရာမလိုဘူးအာဒါကျွန်တော်တို့ဟိုဒါ automatic ထုတ်ပေးပါနော် okay ဆက်ထားပါကျွန်တော်ဒီမှာပြနေတာနည်းနည်းလေးတောင်ပိုကြောက်မှထင်တယ်နော် okay sorry tower โอเคဆိုတော့ဒီမှာဆိုရင်ဒါသူချပေးရတာကျွန်တော်တို့ဒါဒီဇိုင်းလေးရပြီပေါ့เนาะဆိုတော့โอเคဒီဇိုင်းဒီဇိုင်းရပြီဆိုလို့အထင်မသေးねကျွန်တော်ဒီမှာတစ်ခါလေးကုတ်ပါရပြီဒါကျွန်တော်တို့ဒီမှာဘာသွားလုပ်လို့ရလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာ view code ဆိုတာရှိတယ်ဟမ်အဲ့ view code ထဲမှာရှိနေတဲ့ code တွေအကုန်လုံး copy ကူးချလိုက်ဦးမယ်ကျွန်တော်ပြီးရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ why ရှိတယ်เนาะဆိုတော့ကျွန်တော်တို့အာ ဆိုတော့ကျွန်တော်ခုနဒီမှာရလာရဲဒါကုတ်လေးရှိရပါတော့ copy ကူးချလိုက်တယ် copy ကူးပြီးတော့ကျွန်တော်ဒီ code ပန်ဆိုတဲ့ဒီ website လေးရှိရအဲ website ထဲမှာကျွန်တော်ဒီဒီ code လေးအကုန်လုံးကျွန်တော်ဒါ paste လုပ်ချလိုက်ပဲနော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဘာဖြစ်ပြီလဲဆိုတော့ဒီ reset ကရပြီအောင်ပေါ့မင်းနေရနော်ဆိုပြီးသွားပြီဒါကျွန်တော်ဒီမှာသုံးလို့ရတယ်ဒါသုံးလို့ရတယ်သုံးလို့ရတယ်သုံးလို့ရတယ်ပြီးသွားပြီနော် website ကကုတ်တောင်ရင်းနေကြမလို့အာဒါဒါနောက်ပိုင်းတော့ဒါဒီမှာစာရေးရဒီမှာဒီလိုဖြစ်နေရရဒါပြန်ပြရမှာပေါ့နော် never ကပြန်ပြရ shining one နဲ့လောက်ပေးရမယ်ဒါပေမဲ့ကိစ္စတော်တော်များများဒါပြတ်သွားတယ် ဆိုတော့ဆိုလိုကျွန်တော်နားလည်မယ်ဒီမှာကျွန်တော်တို့ကဘာဖြစ်တယ်လဲဆိုတော့ဟိုဒီဘက်ကမှာအကုန်မြန်တယ်နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကဟို prototyping လုပ်ချင်တာဥပမာထားပြတော့ကျွန်တော်ဒီဘက်မှာ design ဆွဲလိုက်တယ်အဲ့ design ကဘယ်လိုအလုပ်လုပ်နေလဲဆိုတော့ကျွန်တော်တို့ direct တန်းမြင်ချင်တယ်ဒီလိုကိစ္စတွေမှာဆိုတော့ကျွန်တော်တို့ဒီ HTML CSS သုံးလို့ရတယ်သူကလည်းကျွန်တော်တို့ဘာပဲထုတ်ပေးမှာလဲဆိုတော့ဒီ HTML CSS ကုတ်လေးပဲထုတ်ပေးပါနော်တခြားကုတ်လေးထုတ်ပေးမှာမဟုတ်ဘူးဒါပဲထုတ်ပေးပါနော် okay ဆိုတော့အဲ့လိုမျိုးကိစ္စတွေအတွက်လည်းကျွန်တော်တို့ဘာလို့သုံးတယ်လဲဆိုတော့ကျွန်တော်တို့ဒီ HTML CSS ကိုသုံးပါနော် နောက်တစ်ခုအနေနဲ့ပေါ့နော်နံပါတ်3အနေနဲ့ကျွန်တော်ဒီ mobile application တွေရေးခြင်းလဲဆိုတော့သုံးပါတယ်ဒါကတော့ဒီဟာဒီနည်းပညာထွက်တာတော့ကြာပါပြီတော်တော်လည်းကြာပါတယ်နော်အဲဆိုတော့ဟိုပြောရရင်တော့ကျွန်တော်တို့ organization လောက်လည်းရှိနေပါတယ်နော်ဆိုတော့ကျွန်တော်ဒီဘာနဲ့ရေးလို့ရလဲဆိုတော့ကျွန်တော်တို့အာဒီမှာတော့ကျွန်တော်တို့ဒီမှာဟို cross platform development ပေါ့နော်အာ ကျွန်တော် HTML CSS နဲ့ရေးမယ်ဆိုရင်ကျွန်တော်ဘာနဲ့ရေးလဲဆိုတော့ React Native တို့ပါပေါ့နော်ဆိုတော့အဲ့ဒီအဲ့ဒီ language တွေနဲ့ရေးပါတယ်ဆိုတော့နောက်ပိုင်းကျရင်တော့ဒီဒီ programming language တွေကိုဒီ HTML CSS တို့ JavaScript တို့လေ့လာပြီးပြီပေါ့နော်အဲ့ကျရင်ကျွန်တော်တို့ဟိုရွေးချယ်ရမယ့် framework တွေရှိတယ်အဲ့တော့အဲ့ကျရင်တော့ဒါပို့ပြီးတော့သိလာပြီပေါ့နော်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့ကဒီမှာဟို like native ပေါ့နော်ကျွန်တော် native ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီကျွန်တော်တို့မှာ android ရှိရပေါ့နော် android ရှိတယ်နော် အဲဆို Android Android application တွေကျွန်တော်ကရေးခြင်းလဲဆိုရင်ဒါကျွန်တော်တို့က Kotlin program တွေသုံးပြီးရေးလိုက်တယ်ဆိုတော့ iOS application တွေရေးခြင်းလဲဆိုရင်ကျွန်တော်တို့ကဒါ Swift ဆိုတဲ့ language ကိုသုံးပြီးရေးပေါ့နော်ဆိုတော့ tower နော် iOS သုံးခြင်းလဲဆိုရင်အဲ့လိုမျိုးကျွန်တော်တို့ကသူ့ရဲ့သက်ဆိုင်ရာသက်ဆိုင်ရာစီကိုကျွန်တော်တို့သူ့ရဲ့သတ်မှတ်ထား programming language ရှိတယ်အဲ့လို language ကိုကျွန်တော် native လို့ခေါ်ရပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ကဒီ HTML CSS ကကြာကြတော့ကျွန်တော်တို့ဘာဘာလဲဆိုတော့ဒီမှာကျွန်တော် real native တို့နော်ဒီမှာ icon တွေဒါရမသိအခုနောက်မသိခင်မရှိတော့နော် real native ဘာကိုသုံးလဲ ဆိုတော့သူရချက်မလို့လဲဆိုတော့သူကကျွန်တော်တို့ကဒါ hybrid လို့ခေါ်တယ် hybrid ဆိုတာဘာလဲဆိုတော့ဟိုကျွန်တော်တို့ကဒါ website ကိုကျွန်တော်တို့ application တစ်ခုလို့လုပ်ထားတာပေါ့နော်ဆိုတော့ application လို့လုပ်ထားဖြစ်တဲ့အတွက်ဟို web web browser ရှိရင်တုံးလို့ရပြီကျွန်တော်တို့ application အဲ့တော့ဘာမှတုံးလဲရတယ်ဆိုတော့ဟိုဒီ iOS တွေကျွန်တော်တို့ Android တွေဘာလဲတိတ်ဂိမ်းမဆိုင်ဘူးဘာမှတုံးတုံးရနော် browser ရှိရင်ရတယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ဒါတွေကို hybrid app လို့ခေါ်ရပေါ့နော် okay အဲ့နောက်ပြီးတော့ကျွန်တော်တို့ကနောက်တနည်းနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီ software တစ်ခုအနေနဲ့လည်းတင်သုံးလို့ရပါတယ်เนาะဆိုတော့တင်သုံးလို့ရတယ် ဟိုဒီကောင်းလေးကို browser ရှိမှမဟုတ်ဘူးကျွန်တော်တို့ဒီဟာဒီ android ရဲ့ android ရဲ့ကျွန်တော်တို့ပါလဲဆိုတော့ဒီအလုပ်လုပ်တဲ့နောက်ကွယ်က virtual machine တွေနော်ဆိုတော့ဒီ ios ရဲ့နောက်နောက်ကွယ်အလုပ်လုပ်တဲ့ virtual machine တွေအဲ့ဒါတွေနဲ့တခါတည်းရဲ့ချိတ်ဆက်ပြီးတော့ဒီ native application တစ်ခုလိုမျိုးလဲကျွန်တော်တို့လုပ်လို့ရပါတယ်နော်ဆိုတော့တော့ကြာကျွန်တော်ကဒီ browser ရှိမှလုပ်လို့ရတယ်လို့ပြောရတဲ့အထင်မှာဆိုလို့နော်မဟုတ်ဘူးနော် okay ဆိုတော့ကျွန်တော်တို့ဒီဒါဒီမှာကျွန်တော်တို့ အခုနောက်ပိုင်းကျွန်တော်ဒီ hybrid လုပ်လို့ရတဲ့နည်းပညာရအများကြီးပဲရှိရပါဘောနော် flutter တို့ကျွန်တော်အခု kotlin ဆိုလဲကျွန်တော်တို့က kotlin မှာလဲ kotlin multi platform kmb ဆိုတဲ့နည်းပညာတွေပေါ်လာပြီဘောနော်အများကြီးပါနော်โอเคဆိုတော့အဲ့လိုမျိုးပြောတာ device တွေအများကြီးမှာဘောနော်အများကြီးဆိုတာ device မျိုးစုံမှာကျွန်တော်တို့တုံးလို့ရတဲ့နည်းပညာတွေကိုကျွန်တော် hybrid လို့ခေါ်တယ်ဆိုတော့အဲ့လို hybrid application တွေကိုကျွန်တော် hybrid app လို့ခေါ်တယ်ဘောနော်โอเคဆိုတော့ okay နောက်တစ်ခုကကျွန်တော် email template ပါကျွန်တော် email တွေမှာလေကျွန်တော်တို့ဒါ template လှလှလေးနဲ့ကျွန်တော်တို့ဒါ response တွေပြန်လာဆိုတော့အဲ့ email template template ကကျွန်တော်တို့ဒါ html နဲ့ဒါ structure ချထားလို့ပါเนาะဆိုတော့ဒီတိုင်းနဲ့ရေးလဲရေးလို့ရပါတယ်ဒါပေမဲ့ HTML နဲ့ structure ချတဲ့ website တွေကကျွန်တော်တို့ဥပမာ website တွေကနေပြီးတော့ response ပြန်လာတဲ့ဟာရေးဆိုရင်ကျွန်တော်တို့အာတွေ့ရပါလိမ့်မယ်ဥပမာထားပါကျွန်တော်တို့အာကျွန်တော်ဘာရှိလဲဆိုတော့အာကျွန်တော် hosting ငါတို့ပါဘူးလေ hosting ငါတို့ပါဘူးကျွန်တော် account တွေပါလေကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဟိုဥပမာ website တက်တန်းနေမှာပြည့်သွားလို့ဥမာနောက်ထပ်ထပ်ဝယ်ရပြီပါဆို form ပြန်ဖြည့်ရပါဆိုသူသူစီကလာ email တွေကဘာနဲ့လာတက်လဲဆိုတော့အဲဆိုဒီ HTML template နဲ့လာတက်တယ်ပေါ့နော်ဆိုတော့ကိုကလည်းအမှအကယ်၍တခြားတယောက်ကိုကျွန်တော်ဒီ form ဒီပိုင်းပို့ခြင်းဆို HTML template နဲ့ဒါပို့လို့ရတယ်ပေါ့နော်ဒီလိုဒီလိုလေးလုပ်လို့ရတယ် Okay ဆိုတော့နောက်ဆုံးတစ်ခုကကြောင့်ကျွန်တော်ပြောပါလဲဆိုတော့ကျွန်တော်တို့ဒီ web based content ပေါ့နော်ဟိုဒီ web develop ဒီ website ကိုအခြေခံထားတဲ့ content မှန်သမျှဘာနဲ့လုပ်လို့ရဆိုတော့ဒီ HTML CSS နဲ့ကလုပ်လို့ရတယ်ပေါ့နော် โอเคပြန်တော့ website ဆိုရဲစကားလုံးပါပြီဆိုတာ HTML CSS ကဒါမကင်းတော့ဘူးเนาะဆိုတော့အကုန်လုံးမှာသူတို့နှစ်ခွအခြေခံပဲသူတို့မပါဘဲနဲ့မပြီးဘူးပေါ့เนาะโอเคဆိုတော့ဒီဒါဒီသင်ခန်းစာလေးကိုနားလည်မှထင်ပါတယ်เนาะဆိုတော့ကျွန်တော်ဒီ HTML CSS ကိုပုံမှန်အသုံးလေးပေါ့အဓိကရော website ဒီမှာအသုံးတယ်အာဒီ web developer မှာအသုံးတယ်เนาะကျွန်တော်နေ့စဉ်မြင်တွေ့နေရသမျှဒီ browser ကြီးမှာအသုံးတယ်အသုံးတယ်နှစ်ရိုင်းအသုံးတယ်အသုံးနေသမျှအခုဒီမှာဆိုလည်းကျွန်တော်လုပ်လိုက်တယ်ပေါ့เนาะဒါ AI website တခုကျွန်တော်သုံးလိုက်တယ်ဒါလည်းပါပဲလေဆိုတော့ဒါလည်း website ပဲဒါဆိုဘာဖြစ်သွားပြီလဲဆိုတော့ဒါလည်းကြာတော့ကျွန်တော်တို့ ်အပလီကေးရှင်းဖြစ်သွားတယ်နော်ဘာလို့ဆိုတော့ကျွန်တော်အသုံးချနေတာဒါကြီးလောက်ပြီးတော့ငါ့ကိုငါ့ကိုဗာပြန်ထုတ်ပေးပေါ့ဒါမျိုးကြီးကျွန်တော်တို့ကလုပ်နေတာမျိုးဆိုရင်ဒါအပလီကေးရှင်းဖြစ်သွားပြီပေါ့နော်ဆိုတော့ okay အဲ့မှတ်ထားတယ်ဒါဆိုလည်းကျွန်တော်တို့ကဒါအပလီကေးရှင်းပဲနော် okay ဒါဆိုလည်းဒါဆိုရင်တော့ကျွန်တော်တို့ကဟို application တော့ပြောလို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒါ dynamic website လောက်လို့ပဲကျွန်တော်သတ်မှတ်လို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာဟိုက ဒီကျွန်တော်ဓာတ်ရိုက်ကြီးစားဖို့ချက်တင်ထိုင်တာမျိုးတွေပါဒီမှာဆိုမှလုပ်လို့မရဘူးပြတယ်ချက်တင်နေဓာတ်ရိုက်ထိုင်လို့မရဘူးမှစရှာတယ်ဒီလောက်ပဲစရှာရတော့ကိုကျွန်တော်ဒါ dynamic ဖြစ်တယ်လို့ဒါတတ်မှတ်လို့မရဘူးပေါ့နော်ဟော sorry ကျွန်တော်ဒါ application တခုလို့သုံးတယ်လို့တတ်မှတ်လို့မရဘူး search လုပ်တာတော့ဒါအရင်ယူရှင်းတယ်နော်ဆိုတော့ okay ဆိုကျွန်တော်တို့ကဥပမာ chat လုပ်တယ်မှာ data ကျွန်တော်တို့ real time data checking လုပ်တယ်ဥပမာထားပါတော့ကျွန်တော်ဒီမှာ data တခုခုပြောင်းသွားပြီဆိုတော့ねဓာတ်ရိုက်ဒီပုံကပြောင်းသွားတာတို့နော်ဥပမာ live streaming လုပ်တယ်ပေါ့နော် live streaming လုပ်နေနေကျွန်တော်တို့က အာနီးပညာရဲ့အဲ့လိုပြောင်းသွားတယ်နော်ဒီ website မှာကျတော့ကျွန်တော်အလောက်ကြီးတီးတော့မပါဘူးပေါ့နော်ဒီ website မှာကျတော့နော်ဟုတ်ကဲ့ဒီ website လည်းဒါဒါပြောရရင်လည်းအများကြီးတိုးတက်လာပါအရင်တော့ channel မြန်မာထက်ဒါဒီ website ကဒါအများကြီးပိုကောင်းလာပါပေါ့နော်โอเคဆိုတော့ဒါကျွန်တော်ဒါအင်ဂျင်ပြတာပါโอเคဟိုဒါမြင်တောင်းလို့ပြတာပေါ့နော်ဆိုတော့ HTML ကိုကျွန်တော်ဗမာသုံးတယ်ဒါပေါ့နော်ဗမာသုံးတယ်ပေါ့နော်โอเคဆိုတော့နောက်တဲ့တင်္ဂနွေလာမှာကျွန်တော်တို့ဘယ်နေရာဘယ်လိုမျိုးအသုံးချလဲဆိုတာကိုနော်ကျွန်တော် installation လုပ်တာတွေဆက်လက်လုပ်တာတွေကိုဒါဆက်ပြီးတော့ပြောပြတော့ပါမယ်နော်